င်သူလက်သမားခွင့်ရရှိကောင်းခွဲရှိနှင့်အကျိုးစီးပွားမြင့်တင်ရေးဥဆောင်အဖွဲ့ခါအခြေခံရှင်ညုံစပါးစေနှုံကိုတက်မှတ်ထုတ်ပြန်ရှာမှာစပါးတင်းတရားရဲ့အခြေခံစေနှုံကို73သိန်းခွဲအဖြစ်တက်မှတ်လိုက်တယ်လို့သိရပါတယ် အစူပါအဖွဲ့ကတောင်တူလက်သမားခွင့်ရရှိကောက်ွယ်ရှိနှင့်အကျိုးစီးပွားမြင့်တင်ရေးဥပဒေပါပြဋ္ဌာန်းချက်တွေနဲ့အညီစံစပန်းဆိုင်ပြိုးထည်တောင်တူလက်သမားတွေရဲ့အတွက်တင့်တင်မြသားထည်ဈေးကွက်နဲ့ဈေးနှုန်းဖြစ်ပေါ်စေဖို့အခုလိုထုတ်ပြန်ပေးထားလို့ဆိုပါတယ်။ ဒီလိုတတ်မှတ်ထုတ်ပြန်ပေးရာမှာအစိုးရ14ရာခိုင်နှုန်းရှိပြီးအပြင်အမော်ဖုံသေးခဲကင်းစင်ပြီးအရက်သွေးဆိုင်ရာစံချိန်ဆန်ညွန့်နယ်ကိုင်းကြီးထဲတရင်46ပေါင်ခိုက်စပါးတင်တရားရဲ့ဈေးကိုတတ်မှတ်ထုတ်ပြန်ထားဖြစ်ပါသည် ယခုသတ်မှတ်ထည်အခြေခံရည်ညွှန်းစပါစိဟာ2025ခုနှစ်မိုးစပါနဲ့2026ခုနှစ်နှွေစပါအတွက်ဖြစ်ပြီးဈေးကွက်ပေါက်စိဟာအခြေခံရည်ညွှန်းစပါစိနှုန်းအပေါ်တွင်ဖြစ်ပါကဈေးကွက်ပေါက်စိအတိုင်းဝယ်ယူရမှာဖြစ်ပြီးအခြေခံရည်ညွှန်းစပါစိနှုန်းဟာဈေးကွက်ပေါက်စိအောက်ဖြစ်ပါကအခြေခံရည်ညွှန်းစပါစိနှုန်းအတိုင်းဝယ်ယူရမယ်လို့ဆိုပါတယ် ဒါအပြင်အခြေခံရည်ညွှန်းစပားစည်းနှုံးအတိုင်းရောင်းချဖို့အခက်အခဲရှိတဲ့တောင်သူရိယန်တွေနဲ့မြန်မာနိုင်ငံဆန်စပားအတင်းချုံရဲ့မြို့နယ်ကိုယ်စားလှယ်ထွေးကိုဖြစ်စေအတင်းချုံရုံချုံကိုဖြစ်စေဆက်သွဲနိုင်တယ်လို့သိရပါတယ်ရှင်။